မြန်မာပြည်မှာကျွန်တော်တို့မွေးခဲ့တဲ့နေနေအာကျွန်တော်တို့ကြီးပင်းခဲ့တဲ့နေနေတွေကြွားတွေကိုအမဲရောက်နေနေလို့ခေါ်ကြတယ်အကိုတိုင်းစစ်တော်မီအရှိဘနဲ့မိတို့မများကိုအစိုးရဆက်ဆက်ကနေပြောမှဒါရီယာကပုံနဲ့မိဖြစ်တယ်ဟုတ်အဲ့မှာရွှေကျင်ကြောက်ကြီးမြို့နယ်တွေကယွာတို့ညပါတယ်အဲ့ဒီယွာတွေနဲ့ပတ်သက်ရင်မပုံရင်ပြရင်တော့မှအရေးခံရတယ် ိုနားရင်နားသွားရင်ယူအလူကြီးထောက်ကန်စာဆိုတာယူအမြင်ယူသွားတယ်။ပတ်ပုံတင်ကယူပါဘူး။အဲဒီထောက်ကန်စာပို့ပြီးရေးချင်တယ်။အဲဒီချိန်တုန်းကတော့ကိုယ်ကလေးဘွားဆိုတော့ဒါအခြေခံခွေးတွေဆုံရှုံနေတာ ဘာမှရှင်းဆိုတာနားလည်ခဲ့ဘူး။အနွေရသည်ကျောက်ပရက်တွေမှာရှမ်းကုန်၊မန္တလေး၊ဒီမကွေးပေါ့ပြည်တို့အောင်နန္ဒုဘက်သွားရင်လုံလမှုတွေကပိုရတယ်။မပုံနေပြရစရာမလို့။ချောဆွဲတာတွေမရှိဘူး။တဲ့စင်းနေဆိုလည်းကိုဒီဘက်လောက်မဆူ။အဲ့ရတွေအဲ့နေရတွေလဲပြီးတော့အိမ်ပြန်လာရင်အရင်ချင်းနေကိုပြန်ရောက်တာပဲ။အเจ้าသားဖြစ်တဲ့ကိုရေတော့တိတ်မသိတာဘူး။ နိုင်ငံအပြင်ကိုရောက်တော့မှကိုရီငငယ်ကလွတ်လပ်ခွင့်နေနိုင်ငံသားခွင့်ရေးတွေအခုမှမရှိဘူးကပိုပြီးသဘောပေါက်လာတခြားနိုင်ငံတွေမှာဆိုလို့ရှိရင်မလွတ်လပ်တဲ့နိုင်ငံတွေမှာဆိုလို့ရှိရင်အဲဇင်းဆိုတာမရှိဘူးဟိုနိုင်ငံသားမပုံနေပြလိုက်ရတယ်ဟို ID ပြရတယ်နေဘယ်နေအောင်ဆိုတော့လို့ဆင်ပြေကာမွန်လည်းဆင်ပြရတယ်နေဆင်ပြေအဲ့ဒါရလွတ်လပ်မှုများရှိတယ်အမေရိကန်မှာသဘောကျဆုံးပြောပါဆိုလို့ရှင်အကာမော်မီတော်မျိုးပြင်ကို ွားလိုက်ရတဲ့ကွင်းမြင့်ကြီးတွေတောတောင်တွေတိုက်မစစ်တဆုံမြာနိုင်ငံကလည်းကြီးရောဒီနိုင်ငံပိုင်အများပိုင်နေနေရအများကြီးပဲအဲ့နေရာမြင်အဲ့နေရာတွေမှာလက်ကပ်ဖို့အစီအမံအောင်လုပ်ပေးရတယ်။အရဲကြောင်ကြတဲ့နေရာတွေထိတော့မတော်ရရအောင်လုပ်ပေးရတာပေါ့။အဲ့နေရာတွေမှာလူသူမရှိရောပို့ပြီးတော့မှစိတ်ပေါ်ကလွတ်နေတယ်။ လူတွေမှာစိတ်လွတ်လပ်မှု ကိုလွတ်လပ်မှုဆိုတာနှမျိုးရှိရောเนาะခန္ဓာကိုယ်ကဘလောက်ပဲလွတ်လပ်လွတ်လပ်စိတ်ထဲမှာကြီးကြပ်နေစမပြေဘူးအော်စိတ်ရောကိုယ်ပါလွတ်လပ်နေမှာနေရထားတာအဆင်ပြေတယ်ညီမပြေရအခုချိန်နေရတော့စိတ်တွေကလည်းကျဉ်ကျပ်လူတွေကလည်းဘာလို့လို့ထိ ंछ ုတ်ခံနေရတော့အဆင်ပြေမှမတင်ဘူးအဝေးမှာလွတ်လပ်နေတဲ့ကိုယ်ရောဒီလောက်စိတ်တွေ ရှုံနေမှာဆိုတော့ပြင်းရတဲ့လူတွေကတော့အိုဆုံးမယ်လို့ထင်ပါတယ် လူတွေအားလုံးကလွတ်လပ်မှုကိုမြင်နှုံကြတယ်။တိတ်လွတ်လပ်မှုကိုလွတ်လပ်မှုပေါ့နော်။အဲ့လိုမျိုးနေထိုင်ကြတယ်။